Miss Universe ပြိုင်ပွဲဟာ2013ခုနှစ်ကမိုးဇက်ဝိုင်း2014ခုနှစ်ကရှာခော့အင်ဒရာတို့မြန်မာနိုင်ငံကိုစားပြုတွားရောက်ရှင်ပြိုင်ခဲ့ပြီးကမ္ဘာနိုင်ငံပေါင်း60လောက်ဝင်ပြိုင်လေးရှိတဲ့ဂုံသိက္ခာကြီးမားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ Miss Universe 2015အတွက်တွားရောက်ရှင်ပြိုင်မဲ့ May Barney တော်ဟာ Miss Beaver ပြိုင်ပွဲ Miss International ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင်မှုတဲ့အတွေ့အကြုံတွေရှိထားသူဖြစ်ပါတယ်။ ပရိသတ်ရဲ့အတိမတ်ပြုမှုကိုလိုချင်နေတဲ့မေဘရနီတော်ကတော့ Miss Universe 2015ပြိုင်ပွဲမှာ National Costume အဖြစ်ကရင်လူမျိုးစုတွေရဲ့ရိုးရာဝတ်စုံနဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်။ဝတ်စုံအတွက်ဒီဇိုင်နာမင်းသက်ဆန်ကအမှုစိတ်လက်မှုပညာတွေနဲ့ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဟုတ်ကဲ့ဟိုပေါ့နော်ရှေ့မှာတော့နှစ်နှစ်လောက်ပေါ့နော်အတွေ့အကြုံတွေရတယ်သူတို့နှစ်နှစ်ကနေပြီးတော့မတူတဲ့အတွေ့အကြုံတွေအများကြီးရတဲ့အတွက်ညီမအနေနဲ့တော့အခက်အခဲတွေတချို့အခက်အခဲတွေဆိုရင်တော့နော်ညီမအများကြီးသိရှိသွားရပေါ့နော်ခုအနေနဲ့လေးလာတင်နိုင်သွားရပြင်လဲပြင်ဆင်သွားနိုင်တယ်ပေါ့နော်ဟုတ်အရန်ကိုလည်းလေးပါရညီမအဲ့ဒါကိုဝစ်ဆန်ဝင်တဲ့အခါမှာပေါ့နော်တကယ်ကိုကဲန်လူမျိုးတွေရဲ့သူတို့တွေရဲ့ဘဝကိုစာနာမိသွားရပေါ့နော်ဘာလို့လဲဆိုတော့တချို့ဟာရဆိုညီမပထမအဲ့လေဘင်းကိုညီမသုံးခုလောက်ဝစ်တင်ခဲ့ရတယ်ဘာလို့လဲဆိုတော့ပထမတစ်ခုဆိုညီမစကားတော့မပြောနိုင် အဲအဲ့လောက်မှအမညီမအများကြီးလည်းကျင့်ခဲ့တယ်လမ်းလျှောက်ကျင့်ရတာလည်းပါတယ်ပေါ့နော်ဒီခြေထောက်တွေမှာလည်းတန်ခွင်းတွေကလည်းတကယ်ကြီးစစ်တွေဆိုတော့အရင်လဲကိုယ့်အတွက်တော့ခက်ခဲပါတယ်ဒါပေမဲ့လည်းခက်ခဲမှုပေါ့နော်ဒီဟာတွေကကိုယ့်အတွက်စိန်ခေါ်မှုတစ်ခုပဲလို့ညီမယုံကြည်တယ်ပေါ့မေဘရနီတော်ဟာ Miss Universe မြန်မာပြိုင်ပွဲတစ်လျှောက်လုံးမှာပြည်ရင်းပြည်ပကတင်ယူခဲ့သမျှနဲ့သူ့ရဲ့ပြိုင်ပွဲအတွေ့အကြုံတွေကို ပေါင်းစပ်ပြီးအကောင်းဆုံးရှင်ပြိုင်ဖို့လဲစိတ်အားထက်သန်နေပါပြီ American နိုင်ငံ Las Vegas မှာကျင်းပမယ်ဒီပြိုင်ပွဲအတွက်ဒီဇင်ဘာလ10ရက်နေ့ကစပြီးစခန်းသွင်းလေ့ကျင့်မှုတွေစတင်ပြုလုပ်မှာဖြစ်ပြီးနောက်ဆုံးပြိုင်ပွဲကတော့ဒီဇင်ဘာလ20ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။မတ်ဆိုယူဝေကလည်းအရင်ကပြိုင်ပွဲတွေထက်နှစ်ဆပိုကောင်းအောင် လုပ်ထားတဲ့အတွက်ရလက်ကောင်းတွေကိုမျှော်လင့်နေပါတယ်။ ဟိုနိုင်ငံပေါင်း90လောက်လာပြိုင်နေစုကအားလုံးပေါင်းမှာ3စု4စုပဲရှိတာတော့ဟိုအမတို့ရာဂိုင်နှုန်းနဲ့ပြောမယ်ဆို9ရာဂိုင်နှုန်းလောက်ပဲရှိရပါတော့အခုရခဲ့တဲ့အများဆုံးစုရခဲ့တဲ့ American တို့ Venezuela တို့ကြည့်လို့ရှိရင်လည်းတို့ရခဲ့တဲ့ရာဂိုင်နှုန်းကဟိုတို့ပြိုင်ခဲ့တဲ့တက်တန်းနဲ့ရှင်လို့ရှိရင်9ရာဂိုင်နှုန်း10ရာဂိုင်နှုန်းလောက်ပဲရှိသေးရပါတော့အမတို့ကအခုဆိုပြန်ခဲ့ဟိုအချိန်ကာလလည်းဟိုနည်းနေသေးရပါတော့တိုးတောင်းနေဆိုအခုချိန်မှာအကောင်းဆုံးအတွေ့အကြုံတွေယူလာပြီးတော့တဖြည်းဖြည်းနဲ့တော့ရလက်ကောင်းဖို့ပို့ပြီးတော့နိကတ်လာမယ်လို့ထင်ပါတယ်